ီနေ့မှာတော့ KD ကအားလုံးချိန်ကြတဲ့ဖွင့်ချိုးဆိုတဲ့ဆိုင်လေးမှာ Korea Food သစားမှာဖြစ်ပါတယ်။ဆိုင်လေးကတော့ကြောင်မြောက်ပညာသနာလမ်းမပေါ်မှာရှိပါတယ်။ဖွင့်ချိုးဆိုရင်တော့မတည့်ရသူမရှိတဲ့လောက်ပဲပေါ့နော်။ဆိုင်ထဲကိုရောက်ပါပြီ။အမြဲတမ်းပေါ်တော့ဖွင့်ချိုးရတဲ့ငယ်ချင်းနဲ့ဆိုရင်လည်းအမြဲတမ်းလာထိုင်ဖြစ်တဲ့ AC လေးနဲ့ထိုင်လို့လည်းကောင်းတယ်ပေါ့နော်။ အော်ရမန်ပြီဆိုတော့ခီဒီဆိုင်နဲ့မှာပေးလေးနေနေမြပါမယ်ခီရတော့အောက်ထပ်မှာတော့တိတ်ပြီးတော့မထိုင်ရောပေါ့နော်အဲ့လိုမျိုးအပေါ်ထပ်မှာထိုင်နေကြဆိုတော့ဘော်ဒါလေးသွားလိုက်မယ်နော်အမဆွေလည်းလူရှင်းပါတယ်အေးစီလေးထိုင်လို့ရတယ်။ကဲခုတော့ခီဒီယာဒီလိုနေရာလေးကိုယူထားတယ်ပေါ့နော်။ ကိုရီးယားဖူးဆိုလို့ရှိရင်ထိုင်ကုန်ထက်အဲ့လိုမျိုးအောက်မှာပို့ပပနဲ့ထိုင်စားလို့ရတာပေါ့နော်သူဆိုင်နေအဲ့လိုမျိုးလေးဆိုတော့အမှပဲထိုင်ဖြစ်တယ်အပြင်မှာလည်းထိုင်လို့ရတယ်ဒါပေမဲ့ခရီးသွားတဲ့အချိန်ကတော့နေလေးနည်းနည်းပို့လို့ပေါ့နော်အပြင်မှာတော့မထိုင်ဖြစ်ဘူးညဘက်ဆိုရင်တော့အပြင်ကပို့ထိုင်လို့ကောင်းတယ်ကဲဒါလေးကတော့မလာချက်ကြော်ပေါ့နော် ဆလာတဲ့အရေးအာဟိုလာပြောချရတယ်လည်းမာလာနဲ့နေရတော်တော်လေးဆွဲဆောင်တယ်ဒါလေးကတော့ခီရင်စားခြင်းနေရဲ့ကင်ချီငါးသားပြားခောက်ဆဲပြုတ်လေးပါခောက်ဆဲပြုတ်လေးကလည်းစရောက်လာတာချစ်စရာလေးပေါ့နော်ခီကတခါမှတော့ဘုံချုံမာဒီခောက်ဆဲပြုတ်မစားဘူးပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်တော့အေးစစလေးစားခြင်းနေပြီးတော့ try ကြည့်နေတာလည်းပါတော့အဲ့ဒါလေးမှပြစ်ခဲ့ပါတယ် ရုပ်ကတော့စားချင်နေပါပြီပေါ့နော်။အိုးလေးကတော့ချက်ဖို့ကောင်းတယ်။အဲ့လိုကိုရီးယားဖိုက်အဖြစ်ရတယ်ပေါ့နော်။ခေါက်ဆွဲလုံးဆိုရင်ခေကြီးကြိုက်တယ်။အဲ့လိုခေါက်ဆွဲလုံးကြီးကြီးလေးပေါ့နော်။ငါအသားပြားလေးပါအာငါအသားပြားလေးစပြီးစကြည့်ရအောင်နော် อืมงาตาปะเลยก็ตีได้ตามเนี่ยอายก็เผอเสียมาแล้วปะเนาะกาวบีตาอะเทยอ่ะอะเยอ่ะกิมจิอะนี่เลยนะสรแล้วงงว่าแชร์ไปซาโลยังกาวเปียวเนี่ยปะเนาะကျအူအနှစ်အဲ့လိုမျိုးဟာဖောက်ရတာအရင်ကြိုက်တယ်ပေါ့နော်အဲ့ဒါ favorite ပဲအဲ့တော့အဲ့ဒါလေးကိုဖောက်လိုက်ပါတယ်ပြီးတော့အကုန်လုံးကိုပြုတ်လိုက်တယ်အရသာလည်းရှိတယ်လို့အားလည်းရှိရပေါ့နော် ဒါကတော့ kimchi ပေါ့နော်အာ kimchi ကတော့ဒီရဲ့တိုင်းအဲ့လိုရောစားလို့ရှိရင်အဲ့ဒါမသိမှာဆိုတော့ kimchi ကတော့အဲ့လိုတက်တက်လေးစားဖြစ်တယ်ပေါ့နော်အာကျွတ်ကျွတ်ရွရွလေးဆိုတော့စားလို့ကောင်းနေဒီလိုမျိုးလေးပေါ့နော်တက်တက်စားလိုက်ရတာကအဲ့လိုကိုအရသာထိတယ်လို့ခံစားရတယ်အဲ့ကြောင့် kimchi ကတော့အဲ့ထဲမှာပါတဲ့အရွက်တွေပါတယ်ဆိုရင်တော့တိတိကျကျစားဖြစ်ပါတယ် ပြင်တော့အရန်စားခြင်းနေနဲ့ဒီခောက်ဆွဲအလုံးပေါ့နော်သူကအလုံးကြီးကြီးလေးဆိုတော့ခတိအရန်ကြိုက်တယ်ခောက်ဆွဲကသေးရင်သိပ်ပြောမကြိုက်ပေါ့နော်သူကအလုံးဟာကိုရီးယားခောက်ဆွဲပေါ့နော်အရသာကတော့ပြောမနေနဲ့ပေါ့နော်ပူ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 လေးပေါ့နော်စားလိုက်ရအောင်လောက share ပဲ ီလိုမျိုးကိုရီးယားအစားအစာတွေနဲ့အလိုက်ဆုံးကတော့ဒီကိုကာကိုလာပဲပေါ့နော်လန်ဆန်သွားတာပဲကေရီးယားတော့အမှဆိုချူးရပါတယ်အကုန်လုံးရရပေါ့နော်သူဆိုင်မှာကကော်တီးတို့ဘာတို့အသီးနဲ့လောက်ထားတဲ့အဟင်ရတယ်ဒါပေမဲ့ကေရီးယားတော့အဲ့ညမတောက်ဘူးပေါ့နော်ဒီကိုကာကိုလာလေးတောက်လိုက်ပါတယ်အီလည်းပြည်တယ်လောကရှယ်ပဲဒါလည်းရတော့ hot dog ကြောက်ကြောင်လေးပေါ့နော် ဟုတ်တော့ကြောက်ကြပါကိရိယာအပြစ်မှဆိုရင်လည်းဝယ်စားဖြစ်တယ်အဲ့တော့ဒီရင်ကပါတဲ့ကြောက်ကြောင်းလေးတော်တော်လေးစားကောင်းတယ်သူစပါပါတဲ့ကင်ချီအရင်နဲ့ဆိုရင်တော့ကြောက်ဥချောင်းရတာလည်းလုံးဝရှဲပဲဟေးရတော့အရင်တောင်းလို့ကောင်းတယ်တလားပူပူလေးဆိုတော့လေကိလုံးဝကြိုက်တယ်ဟေးဆိုရင်ရပါဟေးမဆိုအကုန်ကြိုက်တာကင်ချီဟေးဆိုရင်တော့ပူရောကြိုက်တယ်ပြီးရင်ကသူ့ထဲမှာအမ်မိုလေးလည်းပါတယ်ပေါ့နော်အဲ့ဒါနဲ့ကိရိအမ်မိုလေးပါစားပါတယ် အမေကတော့အရင်ကအရင်ကြိုက်တာပါအဲ့လိုမဆက်ထက်မှလေကချစ်ကချစ်လို့နင်းနေရောအရင်သဘောကျတယ်ဒီရေကြီးနဲ့ဒီကင်ချီကြီးနဲ့ဘလို့လိုက်လို့လိုက်မှာမသိဘူးအရင်စားကောက်နေကဒီခါဆဲလေးကနေအခုမှစပြီးတော့စားဖို့ပြင်မယ်တော်တော်လေးသဘောကျတယ်တယောက်ဆိုရင်လည်းဘိုင်းဘွားအေးစစ်စစ်စားလို့ရတယ်ပေါ့နော် အလုံးစားနေရရင်ပျော်နေရပေါ့နော်ဒါလေးကတော့အပြင်ပုံစံလေးပေါ့နော်ဒီနေရာလေးကတော့အပြင်မှာတပုံရဲလို့ရတယ်ပေါ့နော်ဂျူလီယန်လာတယ်ခေရန်ချတော့နီလေးနည်းနည်းရှိနေတာလည်းပါတယ်အဲ့ဒါအမမထိုင်ဖြစ်တာပါပုံမှန်ညာဘက်တွေဆိုရင်အမထိုင်တာကိုကောက်ရောက်ကောင်းပြီနော်အေးစေးလေးနဲ့အေးအေးလေးထိုင်ရတယ်ကဲပြင်တော့ဒါခုနကခေဒီမာလာနဲ့မာလာကြော်ကြော်လေးပေါ့နော် အနံ့လေးရလေစပြီးလာတယ်အရန်ဆွဲဆောင်တယ်တလားမွေးနေရပဲဘလို့ရတာလေးလဲဆိုတာစားချိလိုက်တဲ့အချိန်မှာ လုံးဝအံ့အံ့ပါတယ်တလားအပြင်ကိုလေးကလည်းကျွတ်ကျွတ်ရွရွလေးပါလုံးဝကျွတ်ကျွတ်ရွရွလေးအထက်ရအသားလေးကအေးလေးပေါ့နော်အပြင်အဲ့ဒီကောင်ကလေးပပလေးမှာပပလေးပြီးရင်အဲ့ဒီအခုံမှာမာလာအရသာလို့ထင်းနေရပဲစကားမီဆိုတော့ပိုကြရပါတော့ရုပ်က အခွန်အရတောင်တအားကြိုက်လို့ဆိုပြအဲ့ဒီအခွန်ကိုရွေးပြီးတော့စားနေတာပေါ့နော်အခုကတော်တော်ရတာရှိရဘလို့ရတာရှိလို့ရှိမှမသိဘူး ပြင်တော့ခင်ဗျာချက်သားလေးကိုပေါ့နော်အဲဒီကင်ချီခောက်ဆွဲတဲ့ကိုထည့်ပြီးတော့စားပါပါအဲ့လိုမျိုးလေးစားတာပို့ပြရတာရှိမှထင်လို့ပေါ့နော်ဒီတိုင်းတက်တက်ကြီးစားနေတာကြောင့်တစ်မျိုးကြီးပဲအဲ့တော့အရသာလေးလည်းစုံသွားအောင်ချက်သားကိုအဲ့ဒီလေးထည့်ပြီးတော့စားပါလေပြီးတော့ခုနကလှုပ်ချွေတာလေးပေါ့နော်ဒီအကျွတ်လေးပေါ့နော်အကျွတ်လေးကိုပဲယူပြီးတော့စားတာပါ ကင်ချီဟိနဲ့ကိုစိတ်ပြီးဝင်သွားတယ်ဒီချက်အဲပေါ်ကအခွန်လေးပေါ့နော်အဲ့ဒီရတာရင်လုံးဝလိုက်တယ်စကောင်းလုံးလို့ဖိတ်တီးပါချကုန်ပြီကဲခုဆိုရင်တော့ဘာမှမချင်တော့ဘူးပေါ့နော်အရင်ကတော့အစရတဲ့ချိန်တော့အမြင်နဲ့ကိုလိုက်ကိုမောတောက်တာပါကုန်သွားပါပြီအလုံးမတက်တာ